ဒေါ်လာရဲ့အတွက်ကြိုးစားအားထုတ်ပြီးရန်ပုံငွေရှာဖွေခဲ့တဲ့ရတန်ရှိုးပွဲနဲ့ပတ်သက်ပြီးအလူငွေတွေကိုပုံထားတဲ့ဆိုတဲ့ဆွဆွဲချက်တွေရဲ့ပေါ်ပြန်လည်ဖြည့်ရှင်းလာခဲ့ပြီးစစ်ခွေးစိတ်နဲ့ဒေါ်လာရဲ့လုံးမနေကြနဲ့လို့ဆိုကပြပြတ်သားသားတဲရှင်းလာခဲ့တဲ့ဆိုတော့လင်းလင်းမင်္ဂလာပါပရိသတ်ကြီးရေအစိုးရလင်းလင်းနဲ့ချစ်သူဝေတို့ဆောင်တွဲလေးကတော့တော်လန်ရေးအစကလေးကပါဝင်ခဲ့ကြတာဖြစ်ပြီးဒီနေ့ဒီချိန်အထိလည်းတော်လန်ရေးအတွက်အားတက်သရောပါဝင်နေခဲ့ကထောက်ပို့တွေအနေနဲ့ရည်တည်နေကြဆဲပဲဖြစ်ပါတယ် ဒေါ်လာရဲ့အတွက်ရန်ပုံငွေရှာပေးဖို့အတွက်ပြုလုပ်ခဲ့တဲ့ရတန်ရှိုးပွဲကရှားတဲ့ပတ်စံတွေကိုလင်းလင်းနဲ့ချစ်သူဝေတို့ကမတရားယူထားတဲ့ဆိုတဲ့ဆွဆွဲချက်တွေထပ်ပေါ်လာပြီးတဲ့နောက်ဆိုတော့လင်းလင်းကအခုလိုပွပွင့်လင်းလင်းပြောလာခဲ့တာဖြစ်ပါတယ်ဆိုတော့လင်းလင်းကရတန်ရှိုးပွဲမှာရရှိအမျက်တရားရာခိုင်နှုန်းအသုံးပြုတာကိုတင်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင်ကျွန်တော်ရဲ့ကိုပိုင် အကောင့်ကနေတင်လေးသိမ့်မရှိပါဘူး။တင်ရတဲ့အကြောင်းရင်းရှိပါတယ်။ ရတန်ပွဲကနေကြတဲ့ငွေတွေကိုတောင်းတဲ့ဒန်နီယယ်စောက ခွဲယူခြင်းနာအဲ့ဒါကိုလင်းလင်းကသူ့ဆုံးဖြတ်ချက်နဲ့သူမြေပြင်ကိုအကုန်ပို့လိုက်တယ်လို့လူတတော်များများကိုလိုက်ဖြန်တာလိုအပ်တာထက်လွန်ကဲလာပါပြီ။ဘလောက်လွန်ကဲတယ်လဲဆိုရင်တော်လန်ရေးအလုပ်တွေကိုအချိန်လူလုပ်နေရတဲ့ယုံကြည်ရသောမိသားစုတွေအထိပါရဲရဲတင်းတင်းဖြန့်ဝေလာတယ်။တလက်စားတဲ့ဘန်ကောက်မှာအိမ်အကြီးကြီးငါးပြီးငွေတွေစိတ်ကြိုက်သုံးစွဲနေတယ်။ ဒေါ်လာရေးကောင်းစဉ်ကငွေတွေကိုစိတ်ကြိုက်စီမံသုံးစွဲတယ်ဆိုတဲ့ဆွဆွဲမှုတွေပါပါလာပါတယ်။တကယ်တော့ဒီနီးဟာခင်းညွန့်ခေတ်ကနီးပေါ့။သို့တော့ဖြန့်ဝေတဲ့သူတွေကစစ်ခွေးမှမဟုတ်ပဲဒေါ်လာရေးကောင်းစဉ်အောက်ကဆိုတဲ့ပုံကိုယ်တွေဖြစ်နေတဲ့အတွက်ကျွန်တော်ဒီ post ကိုတင်ပါတယ်။ရတမ်းဆလုံးတော့ဒေါင်းချစ်သူဝေဒန်နီယယ်ဆောင်းတို့ကိုတက်တဲ့အတိုင်းပဲနေ။ကုန်ချငွေတွေကိုကျွန်တော်စာအုပ်ရောင်းရငွေတွေက စိုက်ထုတ်မယ်။ ကျွန်တော် YouTube ဝင်ငွေနဲ့စာအုပ်ရောင်းရငွေတွေကိုကင်တွယ်နေတဲ့ကိုမေးကွန်းကိုလည်းလှမ်းအတည်ပေးတယ်။ရှိုးဝဲပြီးတော့အရင်စိုက်ထားတဲ့စာအုပ်ရောင်းရငွေကနေစိုက်ထားတာကိုဖယ်ပြီးရာသမြငွေအားလုံးဘယ်လိုလုပ်ချင်လဲဆိုပြီးတော့ဒေါင်းရဲ့ချစ်သူဝေရဲ့ဒန်နီယယ်စောတို့ကိုလည်းတက်တက်မေးလိုက်တယ်။အဲဒီနောက်မှာတော့အားလုံးရဲ့သဘောတူညီမှုနဲ့မြေပြင်ကိုအားလုံးပို့မယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။လောလောဆယ်တော့ဒီလောက်ပဲပြောအောင်မယ်။နံပါတ်တွေတက်ပြီးထပ်ပြောပါအောင်မယ်။ ကျွန်တော်ပါစနယ်ရှင်းရတာတွေကိုတော်လန်ရေးပြီးတာနဲ့ရှင်းဖို့အကုန်လုံးတို့ထားပြီးသားပါအခုကိစ္စကတော်လန်ရေးကောင်းစဉ်ဖြစ်တဲ့အတွက်တင်ကျင်းဖြစ်ပါတယ်အာယုံနောက်သွားတဲ့မြေပြင်ရဲဘော်တွေရှိရင်ကတော့ပြီးတော့တောင်းပန်ပါတယ်စစ်ခွေးစိတ်နဲ့တော်လန်ရေးမလုပ်ကြနဲ့လို့ကျွန်တော်ပြောထားပါတယ်မင်းဆရာရှိရင်မျက်နှာဖော်ပြီးတော့တက်တက်လာမေးပါ တော်လန်ရေးဘက်ကမီဒီယာတွေကိုပါခေါ်ပြီးလူလူရှိမှ live လွှင့်ပြီးတော့ရှင်းကြမယ် အပိုတော်လန်ငွေလေးရအောင်တော်လန်ရေး YouTube channel တွေကိုလည်း live တွေကို link ချိတ်ကြတာပေါ့ပြဿနာတစ်ခုကိုရှင်းတဲ့အခါသမိုင်းကြံခဲမှနောက်လူတွေအတွက်အကျိုးရှိမယ်တခုတော့ရှိတယ်ဒီမိုကရေစီမှာမေးခွန်းတွေဟာလိုအပ်တယ်အရေးကြီးတယ်ဒါပေမဲ့တစ်ဖက်ထဲကပဲမေးခွန်းမေးရတဲ့ mono talk တော့မဟုတ်ဘူးနော်ပြန်မေးတဲ့မေးခွန်းတွေကိုလည်းချက်လက်နဲ့ပြန်လည်ဖြေနိုင်ရပါမယ်ကိုယ့်ရဲ့တာကိုယ်လုံးနဲ့ဆိုရင်တော့တက်လာခဲ့ပါ နာမည်ကြီးတဲ့သူရောမကြီးတဲ့သူတွေကိုပါနှွေးနှွေးထွေးထွေးဆက်ဆံပြီးအမေးဖြေနဲ့ရှင်းပေးပါမယ်လို့ဆိုတာဆိုတော်လင်းလင်းကဖြေရှင်းထားတာပဲဖြစ်ပါတယ်အဆိုတော်လင်းလင်းစစ်သူဝေဒေါင်းနဲ့ဒန်နီယယ်စောတို့ပါဝင်ထားတဲ့ရတမ်ရှိုးပွဲကနေဒေါ်လာရဲ့အတွက်ရန်ပုံငွေ3000ကျော်ရရှိခဲ့တာဖြစ်ပြီးကုန်ကားစရိတ်လှုပ်ပြီးတဲ့အချိန်မှာတော့3800ကျော်ကိုမြေပြင်ကိုတိုက်ရိုက်လှူဒန်းလိုက်တာဖြစ်တယ်လို့လည်းပုံတွင်တဲ့တကွအဆိုတော်လင်းလင်းကရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။